တိတ်ဆိတ်ပြီးတော့အေးချမ်းနဲ့နွေရာသီစခန်းရဲ့နောက်ဆုံးညကိုကို့လူလိုစိတ်ကူးကြည့်ဘူးပါဒလားရီမောတန်တွေမိဘုံပွဲတွေနဲ့အဆုံးသတ်ရမယ်ညတညပေါ့ဒါပေမဲ့ဟက်ကက်ကွာရီစမ်းမကတ်မှာတော့အဲ့ဒီညဟာရီမောတန်တွေနဲ့အဆုံးသတ်ခဲ့ခြင်းမရှိပါဘူးအဲ့ဒီညဟာတငယ်ချင်းကိုရောက်ရဲ့ကံကြမ္မာကိုထာဝရပြောင်းလဲသွားစေမယ်သွေးစွန်းပြီးတော့ထိတ်လန့်စေရအိမ်မဆိုးတစ်ခုအဖြစ် စတင်ခဲ့တဲ့ညတညလို့ပြောရမှာပါအားလုံးပဲ Story of Gaida ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့မဟာ e-sport ရဲ့ Story of Gaida မှာတော့ဇက်ကောင်တွေရဲ့ကံကြမ္မာဟာသူတို့ရဲ့ဆုံးဖြတ်ချက်တွေပေါ်မှာဘလုံမူတည်နေလဲဆိုတာသိရမယ်။ The Quarry Game ကြောင့်စီဆက်သွားလိုက်ရအောင်နော်။ The Quarry ဟာရိုးရိုးရှင်းရှင်းအရှင် game ဒါမှမဟုတ် Horror game တက်တက်ပဲမဟုတ်ပါဘူး။ကစားသူရဲ့ဆုံးဖြတ်ချက်တွေကဇလန်းရဲ့အဆုံးသက်ကိုလုံးဝပြောင်းလဲစေမယ်။အမျိုးအစားပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ The Quarry ဟာ ရုပ်ရှင်ကြည့်နေရတယ်လို့ခန်းစားမှုမျိုးကိုပေးမယ်။ဂိမ်းမျိုးစားတစ်ခုပါ။ဂိမ်းရဲ့အစိပ်ပိုင်းအများစုကဇဝင်ကန်းတွေဖြစ်ပြီးတော့ကစားသူတွေကတော့အဲ့ဒီဇဝင်ကန်းတွေထဲမှာအရေးကြီးတဲ့အခိုက်အတန့်တွေရောက်လာချိန်မှာရွေးချယ်မှုတွေကိုပြုလုပ်ပေးဖို့ပဲဖြစ်ပါတယ်။ဇက်ကောင်တွေရဲ့ပြောစကား လှုပ်ဆောင်ချက်ဒါမှမဟုတ်လမ်းနဲ့တစ်ခုကိုယူမယူစတဲ့ရွေးချယ်မှုတိုင်းဟာ butterfly effect ကိုဖြစ်ပေါ်စေပြီးတော့နောက်ပိုင်းမှာတော့ကြီးမားတဲ့အကျိုးဆက်တွေကိုပြောင်းလဲစေမှာပါဒါအပြင်ဇက်ကောင်၉ယောက်လုံးကိုကစားခွင့်ရရှိမှာဖြစ်ပြီးတော့သူတို့ရဲ့ဇယိုင်းနဲ့ကိုက်ညီတဲ့ရွေးချယ်မှုတွေဟာသူတို့ရဲ့အရှင်သန်နိုင်ခြင်းကို ဆုံးဖြတ်ပေးမှာပဲဖြစ်ပါတယ်သကွာရီဂိမ်းရဲ့ဇက်အိမ်နဲ့ဇလန်းကတော့စစ်မှန်တဲ့ထိတ်လန့်ပွဲရည်နဲ့ပြည့်နေနေပါတယ် ဟက်ကက်ကွာရီဆမ်မခမ်းမြေတညတာပိတ်မိနေတဲ့ဇလံဝဲဝူတွေနှုတ်ဝက်ချက်တွေကိုဖုံးကွယ်လို့လေဒေတာကန်ဟက်ကက်မိသားစုဝင်တွေများသောအားဖြင့်ရန်သူတွေကိုတိုက်ခိုက်ခြင်းထက် ပုံအောင်ခြင်းဖက်ပြေးခြင်းဒါမှမဟုတ်တဲလုံစားတွေကိုရှာဖွေပြီးတော့အမတ်တရားကိုဖောထုတ်ခြင်းတို့နဲ့ရှင်တန်ရမှာပဲဖြစ်ပါတယ်ဒါအပြင်အရှင်အခန်းတွေမှာ ကစားသူတွေဟာဖန်သားပြင်ပေါ်မှာချက်ချင်းပေါ်လာတဲ့ခလုတ်ညွှန်ကြားချက်တွေကိုအချိန်ကိုင်းနှိမ့်ရမှာပါ ဒါကို quick time events လို့ခေါ်ပါတယ် quick time events တွေမှာမှားယွင်းစွာနှိပ်မိခြင်းဒါမှမဟုတ်ရင်အချိန်မီမတုံ့ပြန်နိုင်ဘူးဆိုရင်တော့ဇက်ကောင်ရဲ့တေဆုံးခြင်းကိုချက်ချင်းဖြစ်စေနိုင်မှာပါအချို့ခိုက်တဲ့နေမှာဇက်ကောင်ကပုံအောင်နေတဲ့အချိန်မှာ controller ကိုလုံးဝလှုပ်ရှားမှုမရှိအောင်နှိမ့်ထားရတယ်စင်ခုံမှုတွေလည်းပါဝင်ပါသေးတယ်။ဓာတ်ကွာရင်းကိုတော့ Super Massive Game ကနေထုတ်လုပ်ထားပြီးတော့ 2K မှာထုတ်ဝေဖြန့်ချိထားတာပဲဖြစ်ပါတယ်။ပြီးတော့ PlayStation PS4 နဲ့ PS5, Xbox One နဲ့ Xbox Series X, PC Steam, Windows တို့မှာကစားနိုင်မှာပဲဖြစ်ပါတယ်။ဒီဂိမ်းရဲ့ဇာတ်လမ်းကတော့ Blackwood Pines ဒါမှမဟုတ်ရင် Hacker Quarry လို့ခေါ်တဲ့နွေရာသီစခန်းတစ်ခုကိုအခြေခံထားတာပဲဖြစ်ပါတယ်။ကြောက်မဖွယ်ကောင်းတဲ့သဘာဝလွန်ချင်းချောက်မှုတွေနဲ့သွေးစာနေတဲ့ဒေတာကန်လူတွေရဲ့အန္တရာယ်ကိုရင်ဆိုင်ရပြီးတော့အသက်ရှင်မှုအတွက်စူးစမ်းရပုံကိုတွေးရှိရမှာပဲဖြစ်ပါတယ်။ကစားသူတွေကတော့သဘာဝလွန်တတ္တဝါတွေနဲ့ ကြမ်းတမ်းတဲ့ဒေသခံတွေကြားမှာရှိတဲ့ဟက်ခတ်ကွာတီနွေရာသီစခန်းရဲ့နောက်ဆုံးညမှာအသက်ရှင်ကြံ့ရရမယ်ဆယ်ကျော်သက်လူတွေကိုထိ ंछ ုပ်ထားရမှာပါ။ကစားသူတွေကဇက်ကောင်တွေရဲ့ဖွံ့ဖြိုးတိုးတက်မှုဆက်ဆံရေးဇက်လန်းဇက်ကွက်နဲ့သူတို့ရဲ့အဆုံးသက်တို့ကိုတိတိတသားထိခိုက်စေနိုင်တဲ့အတွက်ဂိမ်းတလျှောက်လုံးမှာရွေးချယ်မှုများစွာပြုလုပ်ကြရမှာပဲဖြစ်ပါတယ်။ဒီကစားပုံရဲ့ထူးခြားတဲ့အချက်အနေနဲ့ဂိမ်းကစားသူတွေရဲ့ရွေးချယ်မှုတိုင်းဟာဇက်လန်းရဲ့ရှေ့ဆက်မှုကိုပြောင်းလဲစေပြီးတော့ ဇက်ကောင်တွေရဲ့ကန့်ကြမ်းမကိုစုံဖြတ်ပေးနိုင်ပါတယ်။ကစားနိုင်တဲ့ဇက်ကောင်9ယောက်လုံးဟာဆိုရင်လေကစားသမားရဲ့စုံဖြတ်ချက်တွေပေါ်မူတည်ပြီးတော့အသက်ရှင်နိုင်ခြင်းဒါမှမဟုတ်ရင်သေဆုံးခြင်းတွေကိုရွေးချယ်နိုင်ပြီးတော့ပုံစံမျိုးစုံနဲ့လည်းသေဆုံးနိုင်ပါသေးတယ်။သဲကွာရီက10နာရီခန့်ကြာအောင်ကစားရပေမဲ့လေတချို့သောဇက်ကောင်တွေကတော့အစောပိုင်းမှာသေဆုံးမှုတွေများလာနိုင်တဲ့အပြင်မတူညီတဲ့ဇက်သိမ်းပေါင်းများစွာလည်းရှိနိုင်ပါသေးတယ်။ကဲဒီဂိမ်းမှာတော့ David Accord, Ariel Winter, Justice Smith Brenda ဆောင်အပါဝင် Hollywood မှာနာမည်ကြီးတရုတ်ဆောင်တွေကနေတရုတ်ဆောင်လာတဲ့ဇက်ကောင်တွေကိုမြင်တွေ့ရမှာဖြစ်ပြီးတော့ကစားသူဟာထိမ့်ချုပ်စရာမလိုဘဲနဲ့ဇလန်းကိုရုပ်ရှင်တကားကဲ့သို့လည်းကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။သူတို့ဘာကြောင့်ဟက်ကတ်ကွာရီစီကိုတွားခဲ့တာလဲ။ဟက်ကတ်ကွာရီဆိုတဲ့နွေရာသီစကန်ဆာမကန့်ကိုတွားကြတာရဲ့အကြောင်းရင်းကသူတို့ကကမ်ကွန်ဆိုလာတွေဖြစ်ကြတဲ့အတွက်ကြောင့်ပါပဲ။ဂိမ်းထဲက main character တွေဟာ ကျောင်းပတ်ရက်ရာသီမှာကမ့်ကစ်ကိုဂရုစိုက်ကြဖို့ဟက်ကတ်ကွာရီဆမ်မခတ်မှာကွန်ဆလာအဖြစ်အလုပ်လာလုပ်တဲ့လူတွေပဲဖြစ်ပါတယ်။အဓိကအကြောင်းရင်းတွေဟာနွေရာသီမှာအလုပ်လုပ်ဖို့ပြီးတော့သူတို့ရဲ့မုတ်ဖို့ပေါက်ခတ်မနီရဖို့အတွက်ရဲ့နောက်ပြီးတော့ experience ရစီဖို့ပဲဖြစ်ပါတယ်။နောက်ပြီးတော့တငယ်စင်းတွေအတူတကွာဆေးလုပ်ဖို့နဲ့နွေရာသီစခန်းရဲ့အရာတာကိုခန်းစားရရှိစေဖို့ပဲဖြစ်ပါတယ်။နွေရာသီစခန်းရဲ့ကမ့်ကပြီးသွားပြီမဲ့ဇက်ကော့တယောက်ကတော့ အမကိုထွက်မသွားစေချင်သေးလို့ကားကို တမင်ပြတ်အောင်လှုပ်လိုက်တယ်။အဲဒါကြောင့်သူတို့အားလုံးတနည်းထက်ပြီးတော့ပျော်ရွှင်လိုက်ရပြီးတော့ခန့်ထဲမှာတရက်ပူပြီးတော့နေလိုက်ရပါတယ်။ဒါပေမဲ့ပျော်ရွှင်မှုကတာရှင်မခံခဲ့ပါဘူး။ဇော့ကော့ရဲ့လှုပ်ရက်ကြောင့်ကံထဲကနေမထွက်နိုင်တော့ဘဲနဲ့ဂင်းရဲ့အစအပန်းချာကိုစပြစ်သွားစေခဲ့ပါတယ်။ The Quarry နွေရာသီစခန်းရဲ့နောက်ကျောင်းဟက်ကတ် Quarry နဲ့ဟက်ကတ်မိသားစုဒီဒေသနဲ့ကမ့်တစ်ခုလုံးဟာဟက်ကတ်မိသားစုနဲ့ဆက်ဆက်နေတာပါ။ တို့တွေကဒီနေရာမှာမျိုးဆက်ပေါင်းများစွာနေထိုင်လာကြတာဖြစ်ပြီးတော့နှစ်လခန့်အလိုလောက်တုန်းကဟက်ကက်ကွာရီရဲ့အနီးတစ်ဝိုက်မှာထူးဆန်းတဲ့တပ်တော်ဝါတွေဝင်းပလီတွေဟာလှည့်လည်သွားလာနေကြတာကိုတွေ့ခဲ့ကြပါတယ်ဟက်ကက်မိသားစုဟာဒီတပ်တော်ဝါတွေရဲ့လှုပ်ဝှက်ချက်ကိုသိရှိပြီးတော့ဓာရီကိုထိန်ချုပ်ဖို့ဖမ်းဆီးဖို့ဒါမှမဟုတ်ရင်ဖုံးကွယ်ဖို့စူးစမ်းကြပါတော့တယ်တချို့တော့ဟက်ကက်မိသားစုဝင်တွေကတော့ဒီတပ်တော်ဝါတွေရဲ့ကျိန်စာတင်တာကိုခံနိုင်ရပါတယ်ညရာဒီကန်ဆာမဖွင့်ခင်နှစ်လအလိုမှာ ကန့်ကိုလာမဲ့ကောင်စီဝင်အဖွဲ့ဝင်တယောက်ဖြစ်တဲ့ Lorel ခါနီနဲ့သူ့ရဲ့ချစ်သူ Max Brinley တို့ဟာခန့်ကိုလာရင်းနဲ့လမ်းမှာကားတိုက်မှုဖြစ်ခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာဟက်ကတ်မိသားစုဝင်နေနဲ့စတင်တွေ့ဆုံပြီးတော့ကန့်စီမလာဖို့သတိပေးခဲ့ရပေမဲ့နောက်ဆုံးမှာတော့ဖက်စီခံလိုက်ရပြီးတော့ကတ်မြက်မြေရောက်ခန်းထဲမှာပိတ်လောင်ခံခဲ့ရပါတယ်။အဲ့ဒီအချိန်အတွင်းမှာပဲသူတို့ဟာဟက်ကတ်မိသားစုရဲ့လှုပ်ဝက်ချက် ဝင်းပလီတွေရဲ့ကျင်းစာအကြောင်းကိုသိရှိခဲ့ရပါတော့တယ်ဝင်းပလီလူသားတွေဟာလာပြင်းညမှာလူအသွင်ကနေတတ္တဝအသွင်ကိုပြောင်းလဲသွားပြီးတော့သူတို့စီကနေအကိုက်ခံလိုက်ရတဲ့သူတွေကလည်းကျင်းစာတင့်ပြီးတော့ဝင်းပလီလူသားတွေဖြစ်လာနိုင်ပါတယ်ဟက်ကက်မိသားစုရဲ့ရည်ရွယ်ချက်ကတော့ဒီကျင်းစာကိုအဆုံးသတ်ဖို့ဒါမှမဟုတ်ရင်ထိန်းချုပ်ဖို့စ조사နေရပဲဖြစ်ပါတယ်လော်ရာနဲ့မတ်စတိုဟာပိတ်လောင်ခံရစင်ပါပဲဟက်ကက်မိသားစုနဲ့ဝင်းပလီလူသားတွေကြားကတိုက်ပွဲတွေနဲ့ လိုအပ်ချက်တွေကိုမြင်တွေ့ခဲ့ရပါတော့တယ်ဟက်ကတ်ကွာရီကပ်ဟာဝင်းပလီလူသားတွေရဲ့ဂျိန်စာဒီဂျိန်စာကိုဖုံးကွယ်လို့တဲ့ဟက်ကတ်မိသားစုရဲ့ကြိုးပမ်းမှုတွေနဲ့ပြည့်နေနေတဲ့လိုအပ်နေရာတစ်ခုဖြစ်ပြီးတော့အဲ့ဒီကပ်ကို လာရောက်တဲ့ကောင်စီဝင် အုပ်စုဟာလေဒီအနေရဲ့ကြားထဲမှာရှင်သန်အောင်စူးစမ်းရမှာပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့သက်ကွာရီကထိတ်လန့်စရာကောင်းပြီးတော့တိချာဆုံးဖြတ်ချက်ချရတဲ့အတွက်ကြောင့်စိတ်လှုပ်ရှားမှုတွေကိုသဘောကျတဲ့ဂိမ်းမာတွေအတွက်အထူးတင့်တော်တဲ့ဂိမ်းလို့ပဲပြောရမှာပါအခန်း ပိတ်မိခြင်းရဲ့အစဒီဇလန်စတင်ချိန်မှာတော့ကောင်စီဝင်တွေဟာသူတို့ရဲ့ကမ်ကနေမြို့ကိုပြန်မဲ့လမ်းကြောင်းကိုပိတ်ဆို့ခံလိုက်ရပါတယ်။ကောင်စီဝင်တွေတဲကမှစိတ်မြန်လက်မြန်ရှိတယ်။အကစားသမားဇက်ကော့ဟာသူ့ရဲ့ရီးစားဟောင်းအံမာနဲ့ခွဲခွာရမှာကိုစိုးရိမ်နဲ့စိတ်ခံစားမှုကြီးနဲ့သူတို့ဘန်ကားရဲ့ router M ကိုဖျက်ဆီးခဲ့ပါတယ်။သူ့ရဲ့စိတ်ခံစားမှုကိုဦးစားပေးတဲ့ရွေးချယ်မှုကအားလုံးကိုအနေရကြီးမားတဲ့ညတညမှာပိတ်မိသွားစေခဲ့ပါတယ်။ဂျက်ကော့ကသူ့ချစ်သူနဲ့ အတူရှိကျင်ခဲ့ပေမဲ့လည်းအဲ့ဒီတညတာကပဲသူတို့အားလုံးအတွက်တင်မင်းတမန်ကစားပွဲရဲ့အစဖြစ်ခဲ့တာပါဒါပေမဲ့ဒီကစားပွဲကိုစတင်ခဲ့တယ်တကယ့်အကြောင်းရင်းအမှန်ကတော့ဂျက်ကော့ရဲ့အပြုမူထက်ပုံနဲ့နဲပြီးတော့ပိုကြောက်စရာကောင်းပါတယ်အဲ့ဒီညဟာကန့်မြဲပိုင်ရှင်ခရစ်ဟက်ကတ်ကဘသူမှမရှိစေချင်တဲ့ညတညဖြစ်ခဲ့လို့ပါပဲဘာကြောင့်လဲဆိုတော့အဲ့ဒီညဟာလာပြင်းညဖြစ်နေတာကြောင့်ပါဇလန်းအစမှာလော်ရာနဲ့မတ်စတိုဟာကန့်ကိုတညဆောပြီးတော့ရောက်လာခဲ့ကြပါတယ်လမ်းမှာသူတို့ဟာ တတဝါတကောင်ကိုရှောင်တင်းရင်းနဲ့ကားတိုက်မှုဖြစ်လူနေမှာကြုံခဲ့ရတယ်။အဲ့ဒီနောက်မှာဒေသခံရဲအရာရှိ Traffic Hacker ကသူတို့ကိုတွေ့တဲ့အခါမှာကောင်ကမသွားဘဲနဲ့အနီးနားကမော်တယ်မှာပဲတညတာနေဖို့အပြင်းထန်တားမြစ်ခဲ့ပါတယ်။လော်ရနဲ့မတ်တို့ဟာရဲရှာရှိရဲ့စကားကိုနားမထောင်မင်းနဲ့ကောင်ကဆက်သွားခဲ့ရနေပြီးတော့အတန်ဆန်းတွေကိုကြားခဲ့ရပါတယ်။မကြခင်မှာပဲ Traffic ရဲ့ဖက်စီချင်းကိုပြန်ပြီးတော့ခံခဲ့ရပါတယ်။ Traffic ရဲ့တားမြစ်ခြင်းနဲ့အတူ ခရစ်ဟက်ကတ်ရဲ့ကောင်စီဝင်တွေကိုချက်ချင်းထွက်သွားဖို့အမိန့်ပေးခြင်းတွေဟာအန်နီရဲ့ကြီးမားတဲ့လိုအပ်ချက်တစ်ခုကိုဖုံးကွယ်ဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။ဂျက်ကော့ရဲ့ရိုထိုအမ်ကိုဖျက်ဆီးလိုက်တဲ့ရွေးချယ်မှုကစပြိုးလိုက်တဲ့မိဘွားတစ်ခုသာဖြစ်ပြီးတော့အဒီကအကြောင်းရင်းနှစ်ခုကတော့အဲ့ဒီညကိုတင်မင်းတမန်ကစားပွဲဖြစ်စေခဲ့တာပါ။လာပညာရဲ့ချိန်စာ ဟက်ကတ်ရဲ့ကွာရီကတော့ဝင်းပလီဘလူးတွေချိန်စာတင့်နေတဲ့နေရာတစ်ခုပါ။ခရစ်ဟက်ကတ်ကသူ့ရဲ့သားသမီးတွေဖြစ်တဲ့ဆက်လက်နဲ့ခိုင်လီအပါအဝင် ဟက်ကတ်မိသားစုဝင်တချို့ဟာလာပြညာတိုင်းမှာအကျန်းဖတ်တဲ့ဝင်းပလွေဘလူးတွေဖြစ်ပြောင်းလဲသွားကြပါတယ်သူတို့တွေဟာကတ်ငုံလုံးကျုံစွာပြီးဆုံးအောင်လို့ထိန်းထားနိုင်ခဲ့ပေမဲ့လေကောင်စီဝင်တွေအတွက်ကတော့လာပြညာနဲ့တိုက်ဆိုင်နေတဲ့နောက်ဆုံးညတညတာမှာပိတ်မိသွားခဲ့တာကြောင့်ဟက်ကတ်မိသားစုရဲ့ထိန်းချုပ်မှုကနေလွတ်မြောက်သွားပြီးတော့အဲ့ဒီတတ်တော်ဝါတွေရဲ့ပြစ်မှတ်ဖြစ်သွားခဲ့ရတာပါဟက်ကတ်ဂျင်စာရဲ့မူလစမြင့်ဟက်ကတ်ကွာရီဂျင်စာဟာအဓိကအားဖြင့် နှစ်60ခန်းကဖြစ်ပွားခဲ့တဲ့မတော်တဆမှုတစ်ခုကနေစတင်ခဲ့တာပါ။ကျိန်စာကို စတင်ခဲ့တဲ့သူဟာစီလက်ဘိုရက်လို့ခေါ်တဲ့ဟိုဘိုအင်ဂျင်မက်တူပဲဖြစ်ပါတယ်။စီလက်ဟာခရိုစတီစိုက်ရှိုးလို့ခေါ်တဲ့ခီးသွွားပြပွဲမှာအလောင်ပိတ်ခံထားရတဲ့ဝင်းပလီဘလူးတကောင်အင်းနဲ့ဖျော်ဖြေခဲ့ရသူပါ။အဲလီဇာဘိုရက်စာစီလက်ရဲ့မိခင်ဖြစ်ပြီးတော့စီလက်ရဲ့ဝင်းပလီဘလူးအသွင်ပြောင်းလဲမှုကို ထိန်းချုပ်နိုင်မှုကူညီပေးခဲ့ပါတယ်။စီလက်ဟာသူချစ်ရသူအနားမှာရှိရင် အသွင်မပြောင်းလဲပဲနဲ့နေနိုင်တဲ့သူတဦးပါလွန်ခဲ့တဲ့နှစ်60ခန်းကဟကတ်ကွာရီရဲ့အနီးနားကို Silas Boras ရဲ့ပြပွဲရောက်ရှိလာခဲ့ပါတယ်ကမ်ကိုတီထောင်သူတွေတဲကတဦးဖြစ်တဲ့ Silas ဟကတ်ဖြစ်သူက Silas ရဲ့ပြပွဲကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်ကပ်လက်ဟာ Silas ကိုအနီးရရှိတဲ့တတဝါအဖြစ်ရှုမြင်ပြီးတော့ဖယ်ရှားပစ်ချင်ခဲ့တာပါဒီလောင်ကျွမ်းမှုအတွင်းမှာ Silas ကလွမြောက်သွားခဲ့ပေမဲ့အဲ့ဒီမီးလောင်မှုကြောင့်ကပ်လက်ဟကတ်ဟာ Silas ကိုကိုက်တာကိုခံလိုက်ရပြီးတော့ ပထမဦးဆုံးဝဲဝုံအဖြစ်ဂျိန်စာဆွဲသွားခဲ့ပါတယ်ကပလက်ဟက်ကဂျိန်စာတင်သွားတဲ့အခါမှာဂျိန်စာဟာဟက်ကရဲ့မိသားစုထဲမှာမျိုးရိုးလိုက်ကိုပြန့်လန့်လာခဲ့ပါတယ်ကပလက်ဟာသူ့ရဲ့သားဖြစ်သူခရစ်ဟက်ကကိုဂျိန်စာကူးစက်စေခဲ့ပါတယ်ခရစ်ဟက်ကကနေတဆင်သူ့ရဲ့သားသမီးတွေဖြစ်တဲ့ကပလက်နဲ့ခိုင်လီတို့ကိုပါကူးစက်ခဲ့တာပါ ကောင်စီဝင်တွေကန့်မှာပိတ်မိနေတဲ့အခါမှာသူတို့ကိုလိုက်လံဖမ်းဆီးသူနှစ်ဦးပေါ်လာခဲ့ပါတယ်သူတို့ကတော့ဘော်ဘီနဲ့ဇက်တီဒိုင်ယာတို့ဖြစ်ပြီးတော့ ဟက်ကတ်မိသားစုဝင်တွေဖြစ်ကြတယ်လို့ကျိန်စာကိုဖုံးကွယ်ဖို့နဲ့ဝဲဝူတွေကိုလိုက်လံဖန်ဆီးဖို့စူးစမ်းနေတဲ့သူတွေပါဂျက်ကော့ရဲ့လုံရက်တွေကြောင့်ပဲကောင်စီဝင်တွေကကတ်မှရှိနေခဲ့တာကိုသိသွားတဲ့အခါမှာတော့ဘော်ဘီနဲ့ချက်တီဒိုင်ယာတို့ဟာကောင်စီဝင်တွေကိုဖန်ဆီးဖို့နဲ့ကဲတင်ဖို့ဒါမှမဟုတ်ရင်တက်ဖြတ်ဖို့ပါစတင်လာခဲ့ပါတော့တယ်။ဒါကြောင့်သက်ကွာရီရဲ့တင်မီတံမှန်ကစားပွဲဟာဂျက်ကော့ရဲ့အချစ်စိတ်ကြောင့်ကားပြက်ရာကနေစခဲ့ပေမယ့်အဓိကကတော့လာဘီညာရဲ့ဂျိန်စာနဲ့ လှုပ်ဝက်ချက်တွေကိုဖုံးကွယ်ခြင်းနဲ့ဟက်ကတ်မိသားစုရဲ့ကြိုးပမ်းမှုတို့ကြောင့်ပဲဖြစ်ပါတယ်။ကန့်မြဲခေါင်းဆောင်တဦးဖြစ်တဲ့အပြင်လက်တွေ့ကြပြီးတော့စိတ်သက်ခိုင်ပါတယ်။ခါရီလင်းကတော့ဒီအခြေအနေကိုလုံးဝသဘောမကျပါဘူး။သူမရဲ့ဇယအတိုင်းအချက်အတဲမှာဘလို့လှုပ်ဆောင်ရမယ်ဆိုတာကိုသူမကစဉ်းစားခဲ့ပါတယ်။ဒါပေမဲ့ညရောက်လာတဲ့အခါအမောင်တူတဲကနေလှုပ်ဝက်ချက်တွေဟာသူတို့ရဲ့စိတ်ကူးနဲ့လုံးဝကိုကွာခြားနေခဲ့ပါပြီ။အသွင်ကူးပြောင်းမှုများညလည်ရောက်တဲ့အခါမှာတော့ဇက်ကောင်တွေရဲ့ဇယိုက်တွေဟာ အလေးရောင်ထဲမှာလာတယ်မကဘဲနဲ့သွေးစွန်းနေတဲ့အမောင်ထဲမှာပါထင်ရှားလာခဲ့ပါတယ်အဗီဂေးဆိုတာကတော့စကမ်းမှုတွေထဲမှာအမှုပညာဝါဒနာပါပြီးတော့စိတ်ထားအနှူးညံ့ဆုံးမိန်းကလေးတစ်ယောက်ပါသူမဟာနှူးညံ့တဲ့နှလုံးသားပိုင်ရှင်နစ်ကိုခင်တွယ်နေတဲ့သူပါဒါပေမဲ့အဲ့ဒီညမှာပဲနစ်ဟာတော်တဲ့ကတတဝါတကောင်ရဲ့ကြိုက်ခဲခြင်းကိုခံလိုက်ရပြီးတော့အစိုးရွာဆုံးအသွင်ကိုးပြောင်းမှုကိုရင်ဆိုင်ရပါတော့တယ်အဗီဂေးဟာသူမချစ်ရသူရဲ့စိတ်ပြောင်းလဲမှု ဒေါသထွက်လွယ်လာမှုတွေကိုရင်ဆိုင်ရင်းနေပဲ။သူမကို သူမကာကွယ်ဖို့အတွက်တနက်ကိုကင်ဆောင်လိုက်ပြီးတော့စိန်ခေါ်မှုတွေကိုခံယူရပါတော့တယ်။သူမရဲ့အသက်ရှင်လို့စိတ်ဟာနူးညံ့တဲ့ဇယိုက်ကို လွှမ်းမိုးနိုင်မလားဆိုတာကတော့ကစားသူရဲ့ဆုံးဖြတ်ချက်အပေါ်မှာငူတည်နေပါတယ်။အဲ့လိုပါပဲ။ဆိုရှယ်မီဒီယာအင်ဖလူအင်ဆာဖြစ်တဲ့အမ်မာဟာသူမရဲ့စူးစမ်းလို့စိတ်နဲ့အတ္တကို ရှေ့လန်းတင်ထားခဲ့ပါတယ်။တငယ်ချင်းတွေတားမြစ်တဲ့ကြားကပဲ tree house ကိုသွားဖို့သူမရွေးချယ်ခဲ့တာဟာသူမရဲ့ကန့်ချက်မှာကို အကြီးအကျယ်ပြောင်းလဲစေခဲ့တာပါ။စွန်စားခြင်းစိမ့်နဲ့စူးစမ်းလူစိမ့်ဟာသူမကိုအမှန်တရားရဲ့မျက်နှာစာနဲ့အရင်ဆုံးရင်ဆိုင်စေခဲ့ပေမဲ့သူမရဲ့အသက်ကိုပါရင်းရမယ်အနေထားကိုပါ ရောက်စေခဲ့တာပါ။ဒီလိုအန်နီယယ်ဒီကြားထဲမှာတချို့ဇက်ကောင်တွေကသူတို့ရဲ့စိတ်ဓာတ်ခွန်အားကိုပြသခဲ့ကြပါတယ်။ဒိုင်လန်ကအမြဲတမ်းပျော်ပျော်နေတတ်ပြီးတော့နောက်ပြောင်နေတဲ့သူဖြစ်တဲ့အပြင်တခါတလေမှာတော့တခြားသူတွေကလှောင်ပြောင်တတ်တဲ့ကောင်လေးတယောက်ပါ။သူကရေဒီယိုမျှော်စင်သားမှာအန်နီယယ်နဲ့ရင်ဆိုင်ရတဲ့အခါ ူရဲ့နောက်ပြောင်တက်တဲ့ဇေယျဟာရဲရင်နဲ့ဆွလွတ်အနစ်နာခံမှုဖြစ်ပြောင်းလဲသွားနိုင်တာကိုကစားသူတွေကတွေ့မြင်ရပါအောင်မယ်သူရဲ့လက်ကိုဖြတ်ထုတ်မလားဆိုတဲ့ခက်ခဲကြမ်းတမ်းတဲ့ရွေးချယ်မှုဟာဒိုင်လန်ရဲ့ရှင်တန်လူစိမ့်နဲ့အနာဂတ်ကို ဆုံးဖြတ်ပေးခဲ့ပါတယ်ပြီးတော့တိတ်ဆိတ်ပြီးတော့အတွေ့နဲ့တဲ့ရိုင်ယန်ကတော့ဒိုင်လန်ရဲ့နောက်ပြောင်မှုတွေကိုနားထောင်ရင်းနဲ့ပဲတကူတဲ့နေတတ်သူတူဦးပါရိုင်ယန်ရဲ့ဇလန်းကတိတ်ဆိတ်ခြင်းကနေသူ့ရဲကောင်းဖြစ်လာခြင်းကိုပြသထားပါတယ်ဇလန်းရဲ့အဆုံးပိုင်းမှာ လော်ရန်နဲ့အတူလက်တွဲပြီးတော့ဟက်ကတ်မိသားစုရဲ့လူဝက်ချက်တွေကိုဖော်ထုတ်တဲ့အခါမှာရိုင်ယန်ဟာခေါင်းဆောင်တယောက်ရဲ့အခန်းကဏ္ဍကိုယူခဲ့ရပါတယ်ဘသူကိုတက်ရမယ်ဘသူကိုယုံကြည်ရမယ်စတဲ့အရေးပါတဲ့ဆုံးဖြတ်ချက်တွေဟာရိုင်ယန်ရဲ့တည်ငြိမ်တဲ့စိတ်ထားပေါ်မှာမူတည်နေခဲ့ပါတယ်အမှန်တရားကိုရှာဖွေသူများဇလန်းရဲ့ဒုတိယအပိုင်းမှာတော့လော်ရာဟာဇလန်းတစ်ခုလုံးကိုဥတီသွားစီတဲ့ driving foot ဖြစ်လာခဲ့ပါတယ်သူမရဲ့ရီးစာမတ်စ်နဲ့အတူအစာပိုင်းမှာတော့ပျောက်ဆုံးသွားခဲ့ပြီးတော့ ြန်ပေါ်လာတဲ့အခါမှာသူမဟာဟက်ကက်မိသားစုနဲ့ထိတ်တန့်ရင်ဆိုင်ဖို့ချိန်စာရဲ့အမှန်တရားကိုဖော်ထုတ်ဖို့အတွက် စိတ်ပိုင်းဖြတ်ထားပြီးတော့ဇွဲရှိရပြီးတော့ထက်မြက်တဲ့အမျိုးသမီးတူဖြစ်နေပါပြီ။လော်ရာရဲ့ရွေးချယ်မှုတိုင်းဟာလက်စားချီလိုစိတ်နဲ့ကန်တင်လိုစိတ်ကြားမှာဝေခွဲမရဖြစ်နေကြတာပါ။သူမဟာတခြားဇက်ကောင်တွေလိုဖြတ်တန်းရတဲ့တာမန်ကောင်စီဝင်တူမဟုတ်တော့ဘဲနဲ့စစ်မှန်တဲ့စုံတော်တူ ရန်သူနဲ့ထိတ်တိုက်ရင်ဆိုင်ရမယ်သူရဲကောင်းတူဖြစ်လာပါတော့တယ်မတ်စ်ကတော့ဇက်ကောင်၉ယောက်ထဲမှာအစမ်းကျေဆုံးသောကန့်ကြမ္မာကိုပိုင်ဆိုင်ထားတဲ့သူပါကန့်မှာတယောက်တည်းကြံခဲ့ရပြီးတော့လော်ရာပြန်လာတဲ့အချိန်ထိကျင်းစာကိုတကိုယ်တည်းရင်ဆိုင်ခဲ့ရပါတယ်မတ်စ်ရဲ့ကန့်ကြမ္မာကရိုးရှင်းပါတယ်သူဟာစွန့်ခွာသွားမလားစောင့်နေမလားဆိုတဲ့ရွေးချယ်မှုနှစ်ခုကြားမှာစိတ်ခံစားချက်တွေရှုပ်ထွေးနေခဲ့တာပါ သူ့ရဲ့ရိုးသားပြီးတော့တစ္ဆာရှိတဲ့ဇယိုက်ကသူ့ကိုအသက်ရှင်မှုဥတီစီမလားဒါမှမဟုတ် လှပတဲ့အဆုံးသက်တစ်ခုပေးမလားဆိုတာကစားသူရဲ့နောက်ဆုံးဆုံးဖြတ်ချက်အပေါ်မှာပဲတည်ရှိပါတယ်။ရှင်သန်ခြင်းအတွက်စူးစမ်းကြသူများဟုတ်ပါတယ်။ဒီလိုထွက်ပြေးဖို့လမ်းမရှိတဲ့အန်ရဲဆိုးထဲမှာသူတို့တွေကရိုးရှင်းတဲ့ကမ်ကွန်ဆိုလာတွေအဖြစ်ကနေရှင်သန်မှုစူးစမ်းရတဲ့စစ်တီတွေအဖြစ်အသွင်ပြောင်းလဲလို့လာပါတော့တယ်။သူတို့ရဲ့ရှင်သန်နိုင်မှုဟာရုပ်ရှင်တွေကဇက်လိုက်တွေလိုတတိရှိုံနဲ့မလုံလောက်ပါဘူး။သူတို့ရဲ့ပင်ကိုစီရိုက် စုပေါင်းလုံဆောင်နိုင်စွမ်းနဲ့ဆုံးဖြတ်ချက်မှန်ခြင်းအပေါ်မှာပဲအတိအကမူတည်နေပါတယ်ဒီအန်ရယ်ကြီးတဲ့ကနေရှင်တန်မို့သူတို့စ조사ခဲ့ကြပုံအစင်စင်ကိုကြည့်လိုက်ကြရအောင်ခါရီလင်းရဲ့ဥဆောင်မှုနဲ့ဒိုင်လန်တို့ဟာပရမအူဆုံးအနေနဲ့ဘန်ကားကိုပြင်မှု조사ကြပါတော့တယ်ဒါပေမဲ့ပစ္စည်းတွေမလုံလောက်တဲ့အခါမှာသူတို့ဟာကန့်မြက်အဆောက်အုံတွေတဲကိုအားကိုးပြီးတော့ခိုလုံမှုနဲ့အကူအညီရဖို့အတွက်တခြားစီကိုဆက်သွယ်ဖို့조사ကြပါတော့တယ်ဒါကြောင့်ပဲဒိုင်လန်နဲ့ရိုင်ယန်တို့ဟာ ရေဒီယိုမျှော်စင်အထိကိုသွားပြီးတော့အကူအညီလှမ်းခေါ်ဖို့ကြိုးစားခဲ့တာပါအဲ့ဒီနေရာမှာပဲဒိုင်လန်ဟာပထမအဦးဆုံးချိန်နဲ့ဝင်းပလီဘလူးတွေနဲ့ထိတွေ့မှုကြောင့်ပဲပြင်းထန်တဲ့ရွေးချယ်မှုကိုလှုပ်ရပါတော့တယ်ဒါကတော့လက်ကိုဖြတ်မလားမဖြတ်ဘဲနဲ့အန်ဒီရဲ့အဖြစ်ခံမလားဆိုတဲ့သူ့ရဲ့ရှင်သန်နိုင်ခြင်းကိုဆုံးဖြတ်ခဲ့ပါတော့တယ်ဒါတွေဟာရိုးရှင်းတဲ့တလိမ့်ဆန်တိုက်ခိုက်မှုမဟုတ်ဘဲနဲ့သူတို့နားလည်လာတဲ့အခါမှာသူတို့ရဲ့ရည်ရွယ်ချက်ကထွက်ပြေးဖို့ကနေ ဘာတွေဖြစ်နေတာလဲဆိုတာကိုသိရှိဖို့ပြောင်းလဲသွားခဲ့ပါတော့တယ်။လော်ရာဟာမတ်စ်နဲ့အတူအဖမ်းခံခဲ့ရတဲ့အတွေ့အကြုံကနေဟက်ကက်မိသားစုရဲ့လှုပ်ဝက်ချက်နဲ့ဝင်းပလီဘလူးကျိန်စာတွေအကြောင်းကို သိလာပြီးတော့ကမ့်ကို ပြန်လဲရောက်ရှိလာခဲ့ပါတော့တယ်။သူမဟာဘရိုင်ယန်နဲ့ပူးပေါင်းပြီးတော့ဒီကျိန်စာကိုဖယ်ရှားနိုင်မယ့်နီးလန်းကိုရှာဖွေမှုဥဆောင်ခဲ့ပါတယ်။လော်ရာရဲ့ချစ်သူမတ်စ်ဘရင်လီဟာခရစ်ဟက်ကက်ရဲ့ဝင်းပလီဘလူးအဖြစ်အသွင်ပြောင်းလဲစဉ်ကအကြိုက်ခံခဲ့ရတာကြောင့် ဝဲဝုကျင်းစာကဆွဲကတ်သွားတာပဲဖြစ်ပါတယ်။အဲ့ဒီကျင်းစာရဲ့အစိုးဆုံးအချက်ကတော့ကျင်းစာဆွဲကတ်တဲ့သူဟာလာပြညာတိုင်းမှာထိမ့်ချုံလို့မရတဲ့ဝင်းပလွေဘလူးအဖြစ်အသွင်ပြောင်းလဲသွားတာပဲဖြစ်ပါတယ်။သူတို့ကြိုက်လိုက်တဲ့သူတိုင်းကိုပါထက်မှန်ကူးဆက်တာကိုလည်းဖြစ်ပေါ်စေပါတယ်။ဒါပေမဲ့ဒီဇလန်းမှာလော်ရာနဲ့ရိုင်ယန်တို့သိရှိခဲ့တဲ့တခုတည်းသောမျှော်လင့်ချက်ကတော့ကျင်းစာဟာအရင်မြစ်ကနေပဲပြက်ပြက်သွားနိုင်ခြင်းဖြစ်ပါတယ်။ဆိုလိုတာကတော့စီလက်ဘိုရက်စ်ကိုတတ်နိုင်မှသာဟက်ကတ်မိသားစုဝင်နဲ့ မတ်စတိုစီကနေကျင်းစာဟာပြောက်ွယ်သွားမှာပဲဖြစ်ပါတယ်။ဒါကြောင့်ကောင်စီဝင်တွေဟာစီလက်ကိုရှာဖွေဖို့ဒါမှမဟုတ်ရင်ခရစ်ဟက်ကတ်ကိုတတ်ဖို့စတဲ့တေချင်းတရားကိုရွေးချယ်ရမယ်လမ်းကြောင်းကိုရင်ဆိုင်ရမှာပါ။ဒီလိုနဲ့သူတို့တွေရှင်သန်မှုအတွက်ဒီကျင်းစာကိုဖယ်ရှားပြရမယ်ဆိုတာကိုသိလာကြပါတယ်။အဲ့ဒီအတွက်ကျင်းစာရဲ့အရင်းအမြစ်ဖြစ်တဲ့ခရစ်ဟက်ကတ်ကိုတတ်ဖို့ရွေးချယ်မှုဟာကျင်းစာရဲ့သားကောင်ဖြစ်နေတဲ့သူတွေကိုကဲတင်နိုင်မဲ့တခုတည်းသောနီလန်ဖြစ်လာခဲ့ပါတော့တယ်။နောက်ဆုံးတော့ကောင်စီဝင်တွေဟာ ကမ်းမြေအဆောက်အဦးတွေကိုခိုလုံရနေရဖြစ်အသုံးပြုပြီးတော့ဝင်းပလီဘလူးတွေနဲ့ဟက်ကတ်မိသားစုရဲ့ကြံရှိနေတဲ့သူတွေနဲ့ပါရင်ဆိုင်ရပါတော့တယ်။အဗီဂင်းနဲ့နစ်တိုဟာပူးဟောက်စ်မှာခိုလုံတဲ့အခါမှာနစ်ရဲ့အသွင်ပြောင်းလဲမှုဟာအဗီဂင်းအတွက်လက်နက်ကိုအသုံးပြုဖို့တက်တီကိုမွေးမြူပေးခဲ့ပါတယ်။ခါရီလင်းဟာကမ်းမြေမီးဖို့ကြောင့်နဲ့ဧကန်ကိုအသုံးပြုပြီးတော့ဝဲဝုဖ်တီနဲ့ထိတ်တန့်ရင်ဆိုင်ခဲ့ရပါတယ်။သူမရဲ့ရှင်သန်နိုင်မှုဟာအချိန်ကာလတုံ့ပြန်မှုတွေနဲ့ ုံအောင်နေနိုင်မှုပေါ်မှာပဲလုံးဝမူတည်နေခဲ့ပါတယ်ပြစ်ခတ်မလားခေါအောင်မလားဆိုတဲ့ရွေးချယ်မှုတိုင်းဟာသူမရဲ့အသက်ကိုချုပ်ကင်ထားပါတယ်ဒီဇလန်းမှာသူတို့ရှင်သန်အောင်စူးစမ်းခဲ့တဲ့အတီးကတော့ချက်တွေရှိနေပါသေးတယ်ဒါကတော့သတင်းအချက်လက်ကိုဦးစားပေးခြင်းလိုအပ်ချက်တွေကိုဖော်ထုတ်ပြီးတော့ဘာကိုရင်ဆိုင်နေရတယ်ဆိုတာကိုနားလည်ဖို့စူးစမ်းရမယ်နောက်တစ်ခုကတော့ကိုကိုကိုစွန့်လွတ်ရဲခြင်းလက်ပြတ်ခံရခြင်းအစရှိသလိုနာကျင်ပွဲရွေးချယ်မှုတွေကိုပြုလုပ်ရမယ်နောက်တစ်ခုက ခေါင်းဆောင်မှုနဲ့လက်တွေ့ကြမှုဒီလိုအကြက်တဲတွေမှာစိတ်မလုံရှားဘဲနဲ့ခိုးလုံးမှုနီးလန်းတွေကိုလည်းရှာဖွေရပါအောင်မယ်လက်နက်ကိုအသုံးပြုရခြင်းမိမိကိုယ်ကိုကာကွယ်ဖို့အတွက်လက်နက်ကိုအသုံးပြုရတဲ့တတိတွေလည်းရှိရပါအောင်မယ်ဒီအချက်တွေဟာဇက်ကောင်တွေရဲ့ကံကြမ္မာညကို အဆုံးသတ်ဖို့အတွက်သူတို့ရွေးချယ်ခဲ့ရတဲ့ခက်ခဲကြမ်းတမ်းတဲ့လမ်းကြောင်းတွေလို့ပြောရမှာပါအဲ့ဒီအချိန်မှာပဲဂျက်ကော့ဟာဘန်ကားရဲ့ရိုတိုအန်းကိုဖျက်ဆီးခဲ့တဲ့အပြစ်ရှိစိတ်နဲ့အတူဇလန်းကိုဆက် ရှောက်လန်းခဲ့ရပါတယ်။တခြားသူတွေရှင်းတမ်းမှုစူပေါင်းလှုပ်ဆောင်နေခြင်းမှာတော့ဂျက်ကော့ဟာတကူတော့အမားပြင်စင်မှုစူးစမ်းနေခဲ့တဲ့သူပါ။သူဟာသူဖျက်ဆီးခဲ့တဲ့ရိုတိုအန်းကိုရေကန်ထဲမှာပြန်ဆင်းရှာဖို့အတွက်စူးစမ်းပါတော့တယ်။ဒီလိုရာသူချစ်တဲ့သူတွေကိုကယ်တင်ခြင်းစိမ့်နဲ့လှုပ်ဆောင်ခဲ့တာဖြစ်ပေမဲ့လေရေကန်ထဲမှာကားတာယာတွေကိုမြုံနှံထားတဲ့ဟက်ကတ်မိသားစုရဲ့လှုပ်ဝက်ချက်တွေနဲ့ထိတွေ့ခဲ့ရပါတယ်။ဒီလိုနဲ့ပဲဂျက်ကော့ဟာဟက်ကတ်မိသားစုရဲ့တားကောင်ဖန်ဆီးရေးအတွက်ထောင်နာတယ် တော်တဲ့ကထောင်ချောက်တစ်ခုထဲမှာမတော်တဆပိတ်မိသွားခဲ့ရပါတယ်။ဇလန်းတက်လျှောက်မှာဂျက်ကော့ဟာတိုက်ခိုက်သူတွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးတော့ပိတ်မိနေခဲ့တာပါ။သူတို့ရဲ့ကံကြမ္မာရိုင်ယန်ကသူ့ကိုကယ်တင်မှုရွေးချယ်မလား။ထားခဲ့မလားဆိုတဲ့ရွေးချယ်မှုအပေါ်မှာတိုက်ရိုက်မူတည်နေခဲ့ပါတယ်။ဂျက်ကော့ဟာအန်နေရဲ့ကိုဖန်တီးခဲ့တဲ့သူဖြစ်ပေမဲ့လည်းဇက်ကောင်၉ယောက်ထဲမှာအနာကျင်ရဆုံးနဲ့အားကိုးရမဲ့ဆုံးအခြေအနေကိုရင်ဆိုင်ခဲ့ရသူတွေပါ။သူ့ရဲ့ရှင်သန်မှုကသူ့ရဲ့ရွေးချယ်မှုထက် သူ့ကိုကယ်တင်မဲ့သူရဲ့ရွေးချယ်မှုပေါ်မှာပဲလုံးဝနှီးပါမူတည်နေခဲ့တာပါအဲ့ဒီချိန်မှာအမ်မာအတွက်လည်းမလွယ်ကူနေခဲ့ပါဘူးအမ်မာရဲ့ဇယိုက်ကစူးစမ်းလိုစိမ့်နဲ့တကူကောင်းဆံမှုကို ပေါင်းဆက်ထားပါတယ်ခန့်မှတညတာပို့နေရတော့မဲဆိုတဲ့အခွင့်အရေးကိုသူမဟာသူ့ရဲ့ဆိုရှယ်မီဒီယာခွင့်ထက်ရဖို့အတွက်ပဲအသုံးပြုနေတာကြောင့်ပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့သူမဟာတငယ်ချင်းတွေတားမြစ်တဲ့ကြားထဲကရေကန်ထဲရနေပြီးတော့ကျိုးမော်မှာရှိတဲ့ tree house တွေစီကိုတယောက်တည်းစူးစမ်းမှုသွားခဲ့တာပါအဲ့ဒီနေရာမှာ သူမဟာဝဲဝုတ်တကောင်နဲ့ပထမဦးဆုံးအချိန်ထိတ်တန့်ရေဆန်ရတဲ့သူဖြစ်လာခဲ့ပါတယ်။ Tree House မှာအမ်မာဟာရှင်သန်မှုအတွေ့ရွေးချယ်စရာများစွာကိုတွေ့ခဲ့ရပါတယ်။ပုံမလားတိုက်ခိုက်မလားကင်မရာနဲ့ဗီဒီယိုရိုက်မလားစတဲ့ဆုံးဖြတ်ချက်တွေဟာသူမရဲ့အသက်ကိုချုပ်ကင်ထားပါတယ်။သူမဟာ Tree House ကအန်နီရယ်ကနေလွတ်မြောက်ခဲ့ရင်တောင်မှကန့်မြဲအတီးကဇလန်းတဲကချက်ချင်းပြန်ဝင်လာလာညော့ပဲနဲ့တော်ထဲမှာပဲခိုလုံရင်းနဲ့ကိုကိုကိုကာကွယ်ဖို့အတွက်တူမီတနက်ကင်ဆောင်ပြီးတော့ ရန်သူတွေနဲ့ထပ်မံရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။အမဟာဇက်ကောင်တွေရဲမှာအဲ့နေရဲကိုအစောဆုံးရင်ဆိုင်နေရသူဖြစ်ပြီးတော့သူမရဲ့ရှင်တန်မှုလမ်းကြောင်းဟာတခြားသူတွေနဲ့စူပေါင်းလုံဆောင်ခြင်းမဟုတ်ဘဲနဲ့တကိုယ်ရဲဆုံးဖြတ်ချက်တွေနဲ့ရင်ဆိုင်မှုတွေအပေါ်မှာပဲအထူးကမူတည်နေခဲ့တာပါ။ဒါကြောင့်ဂျက်ကော့နဲ့အမဟာတို့ဟာဇက်ခွာရီရဲ့အဲ့နေရဲဇိုးရဲကနေရှင်တန်မှုအတွက်တခြားသူတွေနဲ့မတူတဲ့လမ်းကြောင်းကိုရွေးချယ်ခဲ့ရသူတွေပါ။ဂျက်ကော့ရဲ့ရှင်တန်မှုက ကယ်ဆယ်ရေးပေါ်မှာမူတည်နေပြီးတော့ပတ်စစ်ဖြစ်ခဲ့တယ်လို့အမ်မာရဲ့ရှင်တန်မှုကတကိုယ်တော်စွန့်စားခဲ့တဲ့ရန်သူရဲ့ဓာတ်ရိုက်ရင်ဆိုင်ခြင်းအပေါ်မှာမူတည်နေပြီးတော့အတစ်ဖြစ်စေခဲ့ပါတယ်ဒီစက်ကောင်တဦးကတော့ရွေးချယ်မှုရဲ့အကျိုးဆက်တွေကိုကိုယ်တိုင်ကိုကြပြင်းပြင်းထန်ထန်ခံစားခဲ့ရသူတွေလို့ပြောရမှာပါဓက်ကွာတွေဟာဇက်ကောင်တဦးချင်းစီရဲ့ဇယိုက်လက္ခဏာကို အခက်အခဲတွေထိတ်နှက်စရာတွေနဲ့ရောဆက်ပြီးတော့စမ်းသပ်သွားတာပဲဖြစ်ပါတယ်ဂျက်ကော့ရဲ့စိတ်ခံစားမှုအမ်မာရဲ့စူးစမ်းလို့စိတ်ရိုင်ယန်ရဲ့တည်ငြိမ်မှု ဒီအရာတွေအားလုံးဟာရွေးချယ်မှုတိုင်းရဲ့အကျိုးဆက်ဖြစ်တဲ့ butterfly effect ကိုဖန်တီးပေးပါတယ်ဇက်ကောင်တွေရဲ့ကန့်ကျက်မှာဟာသွေးစွန်ပြီးတော့ညှဉ်းပန်းနှိပ်စက်ခံရတဲ့အခန်းတွေတနက်ပြက်ကတ်ခံရမယ်တင်းမာတဲ့အခိုက်အတန့်တွေမှာအဆုံးသတ်လိမ့်ရှိပါတယ်အားလုံးအသက်ရှင်မလားဒါမှမဟုတ်အားလုံးသေဆုံးသွားမလားဇက်ကောင်တဦးရဲ့ရွေးချယ်မှုကတခြားတဦးရဲ့အသက်ကိုဘယ်လိုကယ်တင်နိုင်လဲဒါမှမဟုတ်ဘယ်လိုဆုံးရှုံးစေနိုင်လဲဆိုတာကို သိရှိခံစားရဖို့အတွက် သက်ခွာရီဟာတင့်ရဲ့လက်ထဲမှာရှိနေပါတယ်။ကဲဒီထိတ်လန့်ပွင့်ညမှာဘသူတွေကတော့သူ့ရဲ့ကောင်းဖြစ်ပြီးတော့ဘသူတွေကတော့ဘာတွေဖြစ်သွားမလဲဆိုတာကတော့ဂိမ်းမာတွေကစားသူတွေရဲ့ဆုံးဖြတ်ချက်တစ်ခုထဲမှာပဲမူတည်နေပါတယ်။ကဲမဟာ e-sport ရဲ့ story of character ကနေသက်ခွာရီဇက်ကောင်တွေရဲ့ကံကြမ္မာညအကြောင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်တစ်ပတ်ထဲမှာရောဘလို့စိတ်ဝင်စားစရာဇက်ကောင်တွေနဲ့ပြန်လည်တွေ့ဆုံကြမလဲဆိုတာကိုစောင့်မျှော်ပေးကြပါအောင်နော်။အားလုံးပဲ Bye bye